ီနေ့ကုသပူနွေးနေပါစေလို့အမိပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားအလှပေးလို့မှဖြစ်ပါတယ်ကုသပူနွေးနေပါစေဆိုတော့ကုသအေးဆက်မနေပါစေနဲ့လို့ဆိုလိုပါတယ်ကုသအေးဆက်နေတယ်ဆိုတာကကုသတစ်ခုနဲ့တစ်ခုကြမှာအချိန်ကာလကြီးအများကြီးချားနေတဲ့အတွက်ကြောင့် ပြုခဲ့ပြီးတဲ့ကုသိုလ်ကိုလည်းသတိမရတော့ဘူး။နောင်ပြုမဲ့ကုသိုလ်ကလည်းမေ့နေတယ်။ကုသိုလ်တစ်ခုနဲ့တစ်ခုကြားမှာအချိန်ကာလအများကြီးကွာနေတော့ကိုယ့်ရဲ့စိတ်ဆက်မှာကုသိုလ်ဓာတ်တွေဖြစ်မနေဘူး။လောလောဆယ်ပူပူနွဲ့နွဲ့လေးကုသိုလ်တွေဖြစ်မနေဘူး။ဒါကိုပဲကုသိုလ်အေးဆက်နေတယ်လို့ခေါ်တယ်။တချို့ကကုသိုလ်ကောင်းမှုတွေမမေ့ပါဘူး။ကုသိုလ်ကောင်းမှုတွေအများအားလုပ်နေပါတယ်။ကုသိုလ်ကိုမမေ့ပါဘူးကုသိုလ်တွေလုံနေပါတယ်လို့ဆိုပေမဲ့တနေ့တမတခါကုသိုလ်လုပ်တာမျိုးတစ်လမတခါကုသိုလ်လုပ်တာမျိုး အခါကြီးရဲ့ကြီးတွေကြမှာကုသိုလ်ကောင်းမှုပြုတာမျိုးဝါဝင်ဝါထွက်ကြမှာကုသိုလ်ကောင်းမှုပြုတာမျိုးမွေးနေ့ကြမှာအထိတ်မှန်နေ့တစ်ခုခုကြမှာကုသိုလ်ကောင်းမှုထပ်ပြုတာမျိုးဖြစ်နေတယ်။အဲ့လိုဆိုတော့ကုသိုလ်တစ်ခုနဲ့တစ်ခုကြမှာအချင်းကားတွေကအများကြီးချားနေတဲ့အတွက်စိတ်စင်မှာအမြဲတမ်းကုသိုလ်တက်တည်ဖြစ်မနေဘူး။ကုသိုလ်ပူနေတယ်ဆိုတာကရှင်းတဲ့နောက်အဆက်မပြတ်ကုသိုလ်တွေဆက်ဆက်နေတာကိုပြောတာ။မနေ့ကလည်းကုသိုလ်နဲ့ဒီနေ့လည်းကုသိုလ်နဲ့မနေ့ပြန်လည်းကုသိုလ်နဲ့ အရင်တစ်ပတ်ကလည်းကုသိုလ်နဲ့ဒီတစ်ပတ်လည်းကုသိုလ်နဲ့နောက်တစ်ပတ်လည်းကုသိုလ်နဲ့အရင်လကလည်းကုသိုလ်နဲ့ဒီလလည်းကုသိုလ်နဲ့နောက်လလည်းကုသိုလ်နဲ့အတိတ်ပစ္စုပန်အနာဂတ်ကာလသုံးပါးလုံးမှာကုသိုလ်ကောင်းမှုတွေရှင်းအောင်မပြတ်ဆက်ဆက်နေတာကိုပဲကုသိုလ်ပူနွေးနေတယ်လို့ခေါ်ပါတယ်ဒီတော့ကုသိုလ်ကောင်းမှုဟာတခါတည်းမှပြတ်တောင်းပြန်လာလို့ပြီးတော့အေးဆက်နေတာမျိုးဖြစ်မနေစေရဘူးအဆက်မပြတ်အဆက်မပြတ်ပြုနေတဲ့အတွက်ကြောင့်ရှင်းအောင်မပြတ်အဆက်မပြတ်ပြုနေတဲ့အတွက်ကြောင့်ကုသိုလ်ပူနွေးနေတာမျိုးပဲဖြစ်ရမယ် အဲ့တော့ဒါနာကုသိုလ်နမူနာလေးကြည့်လိုက်ပေါ့တခါတည်းမှပဲဒါနာကုသိုလ်ပြုတယ်ဆိုရင်ပြုပြီးသားကုသိုလ်ကလည်းတတိမရတော့ဘူးနောက်ပြုမဲ့ကုသိုလ်ကလည်းမေ့နေတယ်အဲ့တော့အမြင်မပြတ် ကုသိုလ်ပြုနေတယ်ဆိုတော့ကုသိုလ်ပူနွေးတာပေါ့ကုသိုလ်ပူနွေးတဲ့ကလည်းနှစ်မျိုးရှိတယ်ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးတာရဲ့ပြုစဲအသစ်နဲ့ကုသိုလ်ပူနွေးတာရဲ့ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးတယ်ဆိုတာကကိုပြုပြီးသားကုသိုလ်ကောင်းမှုတွေကိုထပ်တလဲလဲပြန်ပြီးတော့ဆင်ခြင်နှလုံးသွင်းနေတာအောက်မေ့တတိယနေတာ ကျူစေအသည့်နဲ့ကုသိုလ်ကောင်းမှုကုသိုလ်ပူနွေးတယ်ဆိုတာကတော့ခုလောလောဆယ်ကိုကုသိုလ်အသည့်တည်းပြုနေတာနောက်အနည်းငယ်လာမယ့်ရက်ပိုင်းလာမယ့်လာပိုင်းအတွင်းမှာလည်းတိတိကျကျသတ်မှတ်ရတဲ့ကုသိုလ်ကောင်းမှုတစ်ခုခုအစင်းနဲ့ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်ကောင်းမှုတွေကျူတင်ပြင်ဆင်နေတာအဲ့ဒါဆိုရင်ပြုစေအသည့်နဲ့ကုသိုလ်ပူနွေးတယ်လို့ခေါ်ပါတယ်အဲ့တော့ပြုပြီးအဟောင်းနဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲပြုစေအသည့်နဲ့လည်းကုသိုလ်ပူနွေးနေရမှာပဲ ပြုပြီးအဟောင်းနဲ့ကုသပူနေဘူးဆိုရင်တော့ကိုပြုပြီးသားကုသကောင်းမှုတွေကိုကုသမှတ်တမ်းစာအုပ်ထဲမှာစနစ်တကျမှတ်သားထားဖို့လိုတယ်။ဒါဒါနကုဥစဉ်နဲ့နမူနာပြောနေတာပေါ့နော်။အဲ့တော့ဘယ်နည်းဘယ်ရက်ကဘသူကိုဗာလိလှူလိုက်တယ်ဘလောက်ဖူးဘလောက်ကုန်ကြတယ်စသည်အားဖြင့်ပေါ့။ အဲ့တော့ကိုလှူတိုင်းလှူတိုင်းကိုလှူရတဲ့ကုသိုလ်ကောင်းမှုတွေတကကုသိုလ်မှတ်တမ်းဆိုတဲ့စာအုပ်လေးထဲမှာမှတ်တမ်းပြုစုထားမယ်ဆိုရင်မကြမကြဒီစာအုပ်လေးပြန်ပြန်ဖတ်ပြီးတော့အာဘယ်နည်းပဲကဘာလုပ်ခဲ့တာပါလားပြန်တတိယပြီးတော့အခုလောလောဆယ်ကိုလှူနေရတယ်လို့အခုလောလောဆယ်ကိုကုသိုလ်ပြုနေရတယ်လို့မျိုးကုသိုလ်ပူနွေးသွားတယ်ဒီတိုင်းပဲမှတ်တမ်းစာအုပ်ထဲမှာမှတ်မထားဘူးဆိုရင်တော့ပြုပိသာကုသိုလ်ကောင်းမှုတွေကမေ့နေတတ်တယ်ပြူပြီးခါစားလေးတော့တတိယနေတာပေါ့လေပြူပြီး2ရက်3ရက်4ရက်6ရက်တော့မှတ်မိနေတယ်ကြာသွားလို့ရှိရင်မေ့သွားတတ်တယ် မှတ်တမ်းစာအုပ်တွေမှာတရားရေးထားတယ်ဆိုရင်တော့ဒီစာအုပ်တွေမကြမ်းမကြမ်းပြန်ဖတ်ပြီးတော့ဘယ်နည်းပဲကဘယ်မှာဘာလူခဲ့ဘူးပါလားပြန်တည်ရပြီးတော့စိတ်ထဲမှာတမျိုးကြည်လင်ရှင်လန်းပြီးတော့ပီတိတွေဖြစ်သွားပါတယ်ဒီတိုင်းအလိုသဘောပြန်ပြီးတော့တတိယရတာနဲ့စာအုပ်လေးဖတ်ပြီးတော့တိတိကျကျအခေယတင်ထားတာကိုဖတ်ပြီးတော့တတိယရတာနဲ့အရသာချင်းမတူပါဘူးဒါကြောင့်ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာဘယ်နည်းပဲကဘာလူတယ်မှတ်တမ်းလေးတွေရေးထားဖို့လိုတယ်သာသနာရေးဆိုင်ရာကုသိုလ်မှတ်တမ်း လူမှုရေးဆိုင်ရာကုသိုလ်မှတ်တမ်းမိဘကြီးစုဆက် ကုသိုလ်မှတ်တမ်းစသည်အဖြစ်ကုသိုလ်မှတ်တမ်းစာအုပ်လေးတိကျခွဲထားမယ်ဆိုရင်လည်းရတာပါပဲမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းဆိုရင်လည်းဥပမာနေတိုင်းကအပြင်ထွက်တယ်ဆိုရင်တမင်မထွက်လည်းပဲမိဘကြီးစုဆက်ကုသိုလ်မှတ်တမ်းနဲ့ဝင်အောင်ဆိုရင် ညနေပဲအပြန်ထွက်ပြီးလို့အိမ်ပြန်လာပြီဆိုတာနဲ့ကဲဒီနေ့ဖေဖေနဲ့မေမေစားဖို့အတွက်စမူစာတုတ်လေးဝယ်လာပါတယ်ဖေဖေနဲ့မေမေစားဖို့အတွက်ဒီနေ့တော့ကော်ပြန်ကြော်လေးဝယ်လာပါတယ်စသည်အဖြစ်နေတိုင်းနေတိုင်းအဖေနဲ့မေစားဖို့တစ်ခုမှတစ်ခုဝယ်လာဝယ်လာတာလေးကိုကုသမှတ်တမ်းစောက်ထဲမှာရေးထားမယ်ဆိုရင်တက်လိုက်ပြီးလို့ပြန်ပေါင်းကြည့်လိုက်ဒီလအဖေနဲ့မေစားဖို့အတွက်ငါလူတဲ့ကုသိုလ်တွေကဘယ်လောက်ဖူးတောင်ရှိသွားတယ်အများကြီးဖြစ်နေတာတွေ့ရလိမ့်မယ် မှတ်သားမထားဘူးဆိုရင်တော့လေပြီးပြီးပြတ်ပါဖြစ်သွားတာပေါ့တတိယတွေပဲထားအောင်တော့ပီတိလှိုင်းတဘူကသိပြီးတော့မပြင်းထန်ဘူးဒါကြောင့်ကုသမှတ်တမ်းစာအုပ်လေးထဲမှာစနေတကြမှတ်သားထားဖို့လိုပါတယ်တိကျစာအုပ်လေးနဲ့မှတ်ပြီးတော့ကုသမှတ်တမ်းမပြည့်စုံနိုင်ဘူးဆိုရင်လည်းပဲ ိုဘာပစ္စည်းပဲသုံးသုံးကိုသုံးတဲ့ပစ္စည်းလေးနဲ့အလားတူပစ္စည်းဝတ္ထုလှူခဲ့ဘူးတာလေပြန်တတိယရင်လည်းပြုပြီးအောင်နဲ့ကုသပူနွေးသွားတာပါပဲဒါမှမဟုတ်ကိုကြုံတွေ့တဲ့မှာကိုထိတွေ့တဲ့မှာပစ္စည်းဝတ္ထုလေးတွေကြုံတွေ့တိုင်းကြုံတွေ့တိုင်းဒီပစ္စည်းဝတ္ထုလေးငါလှူခဲ့ဘူးတယ်လို့ပြန်တတိယရင်လည်းပြုပြီးအောင်နဲ့ကုသပူနွေးသွားတာပါပဲဆိုကြပါစို့ကိုကထမင်းစားတဲ့ဆိုရင်ထမင်းစားနေရင်တန်လန့်နဲ့အော်ငါတန်ငါတော်တွေဆွမ်းကက်ခဲ့ဘူးတယ်အော်ဘသူကတော့ထမင်းလှူခဲ့ဘူးတယ် ဘယ်သူကတော့ဘိုက်ဆန်နေတဲ့ချိန်မှာငါလှူကျွေးခဲ့ဘူးတယ်စသည်အဖြင့်ထမင်းစားတိုင်းထမင်းစားတိုင်းထမင်းလှူခဲ့ဘူးတာဆွမ်းလှူခဲ့ဘူးတာတတိယလိုက်ရင်လေပြူပြီးအဟောင်းနဲ့အမြဲတမ်းကုသပူနွေးသွားတာပါပဲရေတပ်လိုင်းတောက်ရေသုံးရေလှူခဲ့ဘူးတာတတိယလိုက်ပေါ့ရေချိုးတိုင်းလည်းပဲချိုးရေလှူခဲ့ဘူးတာရေတွင်းရေကန်လှူခဲ့ဘူးတာပြန်တတိယလိုက်ပေါ့အဲ့တော့ရေချိုးနေရင်နဲ့ ရေလူခဲ့မှုတဲ့ကုသိုလ်လေးပြန်တတိရလိုက်မယ်ဆိုရင်ရေချွန်းနေရင်တန်လန်းတဲ့ကိုပဲရေအလူလောလောဆယ်လှူနေရတယ်လို့ဖြစ်ပြီးတော့ကုသိုလ်ပူနွေးသွားတာပဲအဝိဇ္ဇာအင်ကြီးလုံးကြီးလဲလဲတိုင်းလဲလဲတိုင်းဝိဇ္ဇာနဲ့ဝိဇ္ဇာတိုင်းလည်းပဲအင်ကြီးလုံးကြီးလှူခဲ့မှုတဲ့ကုသိုလ်လေးတွေအဝိဇ္ဇာဆိုတော့သင်္ကန်းလှူခဲ့မှုတဲ့ကုသိုလ်လေးတွေပြန်တတိရလိုက်မယ်ဆိုရင်အဝိဇ္ဇာလဲနေရင်တဲ့ကိုပဲ ကုသိုလ်ပူနွေးသွားတာပဲနောက်ဆုံးလက်သေးညှက်ရင်တောင်မှလက်သေးညှက်လူခဲ့မှုတဲ့ကုသိုလ်လေးပြန်စင်းစားလိုက်ပေါ့မိဘကြောင့်တည်းမှာဥခွက်ပကံနေနဲ့ချက်ပြုတ်ကြော်တော်နေတယ်ဆေးကြော်နေတယ်ဥခွက်ပကံနေမြင်တိုင်းမြင်တိုင်းဥခွက်ပကံလူခဲ့မှုတဲ့ကုသိုလ်လေးပြန်တတိရလိုက်ပေါ့တကယ်လို့မလှူဘူးသေးဘူးဆိုရင်လည်းသွားလှူလိုက်ပေါ့မလှူဘူးသေးတာတခုမှမရှိအောင်လှူထားမယ်ဆိုရင်ဘယ်ပစ္စည်းဝတ္ထုလေးပဲတုံတုံဘယ်ပစ္စည်းဝတ္ထုလေးပဲတွေ့တွေ့ဒီပစ္စည်းလေးလှူခဲ့ဘူးတယ်ဒီပစ္စည်းလေးဘယ်မှာလှူခဲ့ဘူးတယ်နဲ့ပြန်တတိယပြီးတော့ပြုပြီးအဟောင်းနဲ့ကုသိုလ်ပူနွေးသွားနိုင်ပါတယ် အဲ့လိုအဖြစ်ပေါ့ကုသိုလ်မှတ်တမ်းလေးရေးထားနိုင်တော့ပူကောင်းတာပေါ့ကုသိုလ်မှတ်တမ်းလေးရေးတွေ့တိုင်းတွေ့တိုင်းသုံးနေသုံးနေသောပစ္စည်းကိုလည်းပစ္စည်းနဲ့ဆက်ဆက်ပြီးတော့လည်းပြုပြီးအောင်နေပြန်သတိရပေါ့ကုသိုလ်မှတ်တမ်းရေးတဲ့အခါမှာလည်းပဲတိန်းတောင်းများစွာအကွန်ကြခံပြီးတော့အများကြီးလှူတဲ့ကုသိုလ်ကိုမှမှတ်တမ်းတရားမှမဟုတ်ဘူးတခါတရံမှကိုမစားဘဲနဲ့ကိုမသုံးဘဲနဲ့ဟိုခက်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 စွန့်လို့လှူတမ်းလဲရတဲ့ကုသိုလ်မျိုးလေးတွေကလည်းမှတ်တမ်းတင်ထားရတယ်တစ်ခုနှစ်ခုဆိုရင်မ မမေ့ပြီမများသွားလို့ရှိရင်တော့မေ့သွားတတ်တယ်။မှတ်တမ်းလေးတင်တာတော့မှပြန်ပြန်ဖတ်နိုင်။အိုးငါမစားပဲငါမသုံးပဲဘယ်တော့ငါဘသူ့ကိုလှူခဲ့ဘူးတာပါလား။ပီတီလေးတွေပြန်ဖြစ်သွားတာပေါ့။ဒါမှမဟုတ်သူတစ်ပါးရဲ့လိုအပ်ချက်သူတစ်ပါးလိုအပ်နေတဲ့အချိန်လေးမှာလိုအပ်ချက်နဲ့ကွက်တီးပြန်လှူလဲတဲ့ကုသိုလ်လေးတွေဟာအရေးအတွက်မများပြီမဲ့ငွေကြေးအကုန်ကြမများပြီမဲ့စိတ်ကိုအထူးပီတီဖြစ်စေတယ်။ဟိုတီဟိုခေတ်ကဒုထဂံမီမင်းကြီးဆိုတာနာမည်ကြီးသာသနာပြုမင်းကြီးတစ်ပါးပါပဲ။အဲ့ဒါသူကသူ့ရဲ့ကုသိုလ်မှတ်တမ်းတွေကိုစာအုပ်ထဲမှာတေချာပြုစုထားတယ် သူသေးခဏီးကြတော့ဒီဘာဝနာတွေလည်းဘယ်လိုမှပွားများလို့မရဘူးအဲ့တော့သူ့ရဲ့အမတ်တယောက်ကိုသူ့ရဲ့ကုသိုလ်စင်းနေဖတ်ခိုင်းတာပေါ့အဲ့တော့သူကလည်းကတိပေါင်းတစ်ထောင်ကျော်ကိုလှူခဲ့ဘူးတာမဟာစီရီလည်းတည်ခဲ့တယ်ပြည်ပသက်ကြီးတွေလည်းဆောက်လုပ်ခဲ့တယ်စသည်အားဖြင့်တာကြောင်းနိုင်ကြီးတွေလည်းဆောက်လုပ်သာသနာအတွက်တိမ်ပေါင်းများစွာကတိပေါင်းများစွာလှူခဲ့တဲ့ကုသိုလ်တွေအများကြီးရှိတယ်ဒါပေမဲ့လို့အဲ့ဒီကုသိုလ်မတန်နေဖတ်တာနားထောင်ရင်နားထောင်ရင်လည်းသူအနှစ်သက်ဆုံးကုသိုလ်ကနှစ်ခုပဲအဲ့ဒီနှစ်ခုကဘာမှအကုန်ကြမ်းမများတဲ့အလှူလေးတွေ တခါတော့ဒီဟိုကျောင်းမှာဒုဗိခန္ဓရကကြီးဆိုင်အစာရေးဆိုင်ငန်းမှုဖမ်းပါတဲ့ဘေးတင့်တော့တန်ဃာတော်တွေဆွမ်းကပ်ဖို့အတွက်ဘာမှဝယ်လူချမ်းလို့မရတော့ဘူးအဲ့ဒီမှာသူ့ရဲ့နဂတ်နှစ်ဖက်ဟိုချိခဲ့တုံးနေပြမစနာနှစ်ထောင်နှစ်ဖက်ပေါ့သူ့ရဲ့နားမှာပန်းစင်းထားတဲ့နှစ်ထောင်နှစ်ဖက်ကိုချွတ်ရောင်းပြီးတော့ရတဲ့ပတ်စံလေးနဲ့ဆက်ဆံဝယ်ပြီးတော့အဲ့ဒါဆက်ဆံယာကုလေးကျိုးပြီးတော့တန်ဃာတော်၅ပါးယဟန်တော်၅ပါးကိုဆွမ်းကပ်ခဲ့ဘူးလေဆက်ဆံဆွမ်းလေးကပ်ခဲ့ဘူးတဲ့ပေါ့အဲ့ဒီအကုသိုလ်လေးပီတိဖြစ်ဆုံးပဲ နောက်တစ်ခုပီတိပြေဆုံးဒါနလေးကတော့ညီတော်တိတ်တမင်းနဲ့စစ်ဖြစ်တော့သူကစစ်ရှုံးတော့ထွက်ပြေးရတယ်တော်တယ်ထွက်ပြေးတော့သူရဲ့ဟိုအမတ်တယောက်ရဲ့မြင်းရဲ့၃ယောက်ပဲပါတော့ပေါ့တက်ရှိ၃ယောက်ပေါ့အဲ့ဒီမှာ ਨੇ စားတော့အမတ်ကယူလာတဲ့ထမင်းတုပ်လေးတစ်ထုပ်တယောက်စားထမင်းတုပ်လေးကိုလေးပုံပုံလိုက်တယ်ဒေါက်တာကမဏီမင်းကြီးကလည်းစားကူစားပြတန်ခါကိုမလှူဘဲနဲ့ဘယ်တော့မှမစားဘူးလीအဲ့တော့လေးပုံပုံနဲ့တပုံကသူ့အတွက်တပုံကအမတ်ကြီးအတွက်တပုံကမြင်းအတွက်ကျန်တဲ့တပုံကယဟန်တော်ကိုလှူဖို့ တော်ရမယဟန်ကလည်းမရှိတော့လောကမှာအလူခံပုဂ္ဂိုလ်ယဟန်တော်တွေရှိရင်ကြွားတော်မူကြပါဖိတ်မှန်လိုက်ရှောက်ထားလိုက်တော့ယန္တန်ရှိမကြီးတစ်ပါးကဒိဗ္ဗသောတာအဘိညာဉ်နဲ့ကြားလို့ကောင်းကင်ကြီးကနေကြွားပြီးတော့အလူခံနေအလူခံတော့ယဟန်တော်ဝေစုကိုလည်းလှူလိုက်တယ်သူစားမဲ့ဝေစုတပုံကိုလည်းလှူလိုက်တယ်သူမစားတော့ဘူးပေါ့လေအဲ့ဒါအမတ်ကလည်းလူမြင်းကလည်းလှူနေသူတို့စားမဲ့ဟာတွေကိုအကုန်လုံးမစားတော့မနဲ့ဆုံးလုပ်ပြီးတော့လှူဒန်းလိုက်တယ်အဲ့ဒါလေးတဲ့ကုသိုလ်မှတ်တမ်းစာအုပ်ထဲမှာရေးထားတာဆိုတော့အဲ့ဒီကုသိုလ်လေးကလည်းသူအနှစ်သက်ဆုံးပဲအဲ့ဒါနဲ့ နှောင်းတစ်ဖက်ဖြုတ်ပြီးတော့လှူခဲ့တဲ့ယဟန်ငါးပါးကိုလှူခဲ့တဲ့ဆက်ဆံဆွမ်းအလှူလေးရေရိုးဆွမ်းမဟုတ်ဘူးနော်ဆက်ဆိုတဲ့ဆံ ီးတော့ဆစ်ရှုံးစင်တုန်းကကိုစားမဲ့ထမင်းမစားတော့ဘဲနဲ့ရဟန်းတော်ကိုလှူခဲ့တဲ့ကုသိုလ်ရေအဲ့ဒီကုသိုလ်လေးနှစ်ခုပီတိဖြစ်ဆုံးဖြစ်ပြီးတော့အဲ့ဒီကုသိုလ်လေးတွေးပြီးတော့ပီတိဖြစ်နေတယ်အဲ့ဒီကုသိုလ်နှစ်ခုကိုအာယုံပြုရင်းနဲ့ပဲတုတိတာနတ်ပြည်ကိုတက်သွားပါတယ်ဒါပြုပြီးအောင်တဲ့ကုသိုလ်ပူနွေးဖို့ကုသိုလ်မှတ်တမ်းမှတ်ဖို့ဟာအင်မတန်အရေးကြီးတယ်တခါတည်းမှာဒီကံဤဆိုရင်တရားမှတ်တရားမှတ်ဆိုပေမဲ့တကယ်ဒီကံဤကြတော့တတိပဋ္ဌာန်တရားတွေသမထတွေကလည်းပွားလို့မလွယ်ကူတတ်ဘူးအများစုကခုဒေါတာကမင်းကြီးဆိုရင်လည်း တခြားဘာဝနာတွေပွားများဖို့အရှင်မြတ်ဉာဏ်နဲ့ရှင်မြတ်တဲ့ဘက်ကလည်းဘေးကနေတစ်ဖက်ဖက်လာပြောတာပဲဘလို့မှမရဒီဒါနကုသိုလ်လေးနှလုံးသွင်းလိုက်တော့မှစိတ်တည်ငြိမ်သမာဓိရပြီးတော့တုတိယနတ်ပြည်တီတက်သွားတာဘာဝနာကြီးပဲမရရအောင်လုပ်မယ်ဆိုပြီးမဲနေရင်တော့ဒေါသဒေါမနနဲ့တည်အပေလေးပုံပဲရောက်မှာပဲဒီတော့ဘာဝနာနဲ့သာနဲ့ဘဝကူးမယ်လို့ကြီးပဲမူတည်ချမှတ်ထားလို့မရဘူးဒါကြောင့်ဒါနကုသိုလ်လေးနဲ့လေကုသိုလ်ပူနွေးနေရမယ်သီလသမထဝိပဿနာတခြားကုသိုလ်တွေအားလုံးပဲပေါ့ အဲ့တော့ပြုစဲအသက်နဲ့လည်းကုသိုလ်ပြုလို့ရမယ်ဒီနေ့ကိုပဲကုသိုလ်အသက်ကိုထပ်ပြုနေရမယ်မနေ့ဖြန်မှာ ကုသိုလ်အသက်ပြုရရှိရဆိုရင်လည်းမနေ့ဖြန်ကြပါလိလောက်အောင်မယ်ဟာနောက်တစ်ပတ်ကျရင်လှူစရာကုသိုလ်တစ်ခုခုစီစဉ်ထားရဲဆိုရင်နောက်တစ်ပတ်ကျတော့ဘယ်လူလူအောင်မယ်ဘာကုသိုလ်ပြုရအောင်မယ်နဲ့နောက်အနာကနိနိကကမှာပြုစရာကုသိုလ်အစင်းစင်းရှိရဲဆိုရင်အဲ့ဒီကုသိုလ်အတွေ့ကျူတင်ပြင်ဆင်ကျူတင်စီစဉ်ရဲ့နဲ့ကုသိုလ်တွေပြုနှွေးနေတယ်ကိုယ်စိတ်ဆင်မှာကုသိုလ်ဓာတ်တွေတဖော်ဖော်ဖြစ်နေတာကိုပဲကုသိုလ်ပြုနှွေးတယ်ခေါ်တာပါပဲအဲ့တော့အနာကနိနိကကမှာလည်းပြုစရာကုသိုလ်အသစ်တွေအစင်းစင်းရှိနေရမယ် ပြဿနာလောလောဆယ်မှာလည်းကုသိုလ်ပြုနေရမယ်ပေါ့အတိတ်နီးနီးကက်ကက်ပြီးခဲ့တဲ့နီးနီးကက်ကက်အတိတ်မှာလည်းပဲပြုပြီးသားကုသိုလ်အစင်းစင်းရှိနေရမယ်ဒီနေရာမှာကုသိုလ်ကုသိုလ်နဲ့ပြောနေတာဒါနာကိုအဓိကထားပြီးပြောနေတာပါအဲဒီလိုအပြင်ဒါနာကုသိုလ်ကလည်းအများရန်ပူနွေးနေရမှာပဲလူအများစုကသေခဏီးဆိုရင်သီလတို့သမထဝိပဿနာတို့ ਨੇ သေဖို့သိမ့်မလွယ်ဘူးဒါနာကတော့အာယုံထင်ရှားတာပေါ့ဒါကြောင့်တခြားသီလသမထဝိပဿနာတွေဘလောက်ပဲလွတ်လွတ်ဒါနာကောင်းမှုကလည်းလုပ်ကိုလုပ်ကြရမှာပဲတကယ်ကြီးတကယ်ပြီးကြတော့သူကအာယံပြုတ်လို့ပိုးလွယ်တယ်လေ ဲ့တော့သီလအနေနဲ့လည်းပဲမနေ့ရက်တိုင်းမနေ့သီလနဲ့၅ပါးသီလစောက်တီးစောက်တီးပြီးတဲ့အချိန်ကစပြီးတော့လုံချောင်းစောင့်ထင်းပြီးတော့အော်မနေ့ကမျက်နှာသိပြီးကြတဲ့ယူထားတဲ့၅ပါးသီလအခုချိန်ထိမြဲနေတယ်အခုချိန်ထိမကြိုးမပေါက်သေးဘူးနဲ့ဆင်ခြင်ပြီးတော့ပီတိလေးဖြစ်သီလကုသိုလ်နဲ့ကုသိုလ်ပူနွေးနေတာပေါ့။သွားရင်လာရင်လုံရင်ကန်ရင်စားရင်တောင်ရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့ပဲဖရာကုံတော်လေးပွားလိုက်မေတ္တာလေးပို့လိုက်အဆင်ပြေသလိုပေါ့ဂုဏ်တော်ပွားဖို့ဆင်ပြေရင်ဂုဏ်တော်လေးပွားမေတ္တာပို့ဖို့ဆင်ပြေရင်မေတ္တာလေးပို့ နာဒီဝတ္တိကဝင်လေထွက်လေလေးရှိဖို့အစဉ်ပြေရင်ဝင်လေထွက်လေလေးရှိသွားရလာရစားရတော့တာလုတာခိုင်းတာကိုအမူရဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းရှိဖို့အစဉ်ပြေရင်ဖြစ်တိုင်းလေးရှိလို့စိတ်အခြေအနေဘာပဲဖြစ်ဖြစ်ဖြစ်တိုင်းဖြစ်တိုင်းရှိမှတ်ဖို့အစဉ်ပြေရင်ဖြစ်တိုင်းလေးတတိပဏ္ဏဤတိုင်းရှိလို့အဲ့ဒီလိုအဖြစ်ပေါ်လေဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေပြူပြီးအဟောင်းနဲ့ရောပြူစဲအသည့်နဲ့ရောအမြဲတမ်းပူနွေးနေရမယ်ကိုယ်စိတ်စင်မှာကုသိုလ်ဓာတ်လေးတွေအမြဲတမ်းဖြစ်ပြီးတော့ကုသိုလ်ပူနွေးနေတယ်ဆိုရင်လောလောဆယ်မှာလည်း စိတ်တွေအေးချမ်းနေတယ်စိတ်တွေချမ်းသာနေတယ်စိတ်တွေပျော်ရွှင်နေတယ်စိတ်တွေတက်ကြွနေတယ်နေရထိုင်ရတာအင်မတန်ချမ်းသာတယ်ပီတိတွေဖြစ်ရတယ်ပေါ့ဟာဒီကိဥ္ဒရကြောင့်နောက်ဘက်ကျတော့ဘာဖြစ်မှာပဲညာဖြစ်မှာပဲဆိုပြီးတော့ပီတိဖြစ်တာကိုဆူလိုတာမဟုတ်ပါဘူးကုသိုလ်ရဲ့တဘာဝတတ္တိကိုကစိတ်ကိုအေးချမ်းစေတယ်စိတ်ကိုပီတိဖြစ်စေတယ်စိတ်ကိုနှစ်သက်ဝမ်းမြောက်စေတယ်ဒီတော့ကုသိုလ်ပူနွေးနေမှာဆိုရင်လောလောဆယ်မှာလည်းအသက်ထင်ရှားရှိနေစမှာလည်းစိတ်အေးချမ်းရပါတယ် သေးတယ်ဆိုတာကလည်းနေလာလီပြန်သွားတာကိုပဲသေးတယ်ခေါ်တာနေလာလီစက်တက်စက်တက်ဖြစ်နေရကနေမနေရတော့တာကိုပဲသေးတယ်ခေါ်တာဆိုတော့အချိန်တိုင်းအချိန်တိုင်းကုသိုလ်တစ်ခုမဟုတ်တစ်ခုနဲ့ပူနွေးနေတယ်ဆိုရင်ကုသိုလ်တစ်ခုမဟုတ်တစ်ခုကိုအာယုံပြင်းနဲ့ဖြတ်ခနဲ့ရက်လို့သေးသွားမယ်ဆိုရင်လေကုသိုလ်အာယုံနဲ့သေးတဲ့တွေကောင်းရသူကလေးကိုသေချာပေါက်ရောက်မှာပါပဲအသေးလှတဲ့သူတွေဖြစ်ကြမှာပါပဲဒါကြောင့်အနေလဲလှအသေးလဲလှအနေလဲအေးအသေးလဲအေးအနေလဲကောင်းအသေးလဲကောင်းအနေလဲမြက်အသေးလဲမြက် အနေလဲပြောအသေးလဲပြောဖြစ်ခြင်းနဲ့ဆိုရင်ပြုပြီးအဟောင်းနေနဲ့လဲကုသပူနွေးနေပါစေပြုစဲအသက်နဲ့လဲကုသပူနွေးနေပါစေကုသပူနွေးအောင်ကြိုးစားအားထုတ်နိုင်ကြတဲ့အတွက်မိမိတို့ရည်မှန်းတောင်းတတဲ့ဘောဓိဉာဏ်နဲ့တကွာနိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဥစဉ်တို့ရဲ့ကုသပူနွေးနေပါစေဆိုတဲ့တရားကိုဒီနေရာမှာပဲနေကုန်ချုပ်ပါတော့မယ် အပမဒီနာတံပါဒီထာအပမဒီနာမမိမလျော့မပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါဒီထာသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကို ကိုးစီကိုးငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း